လွန်ခဲ့တဲ့လကကျမစီကို restaurant ပိုင်ရှင်စားသောက်ဆိုင်ပိုင်ရှင်တယောက်က voice consultation လာယူတယ်။သူကပြောတယ် ချဲတဲ့ကျမတို့ဒီအိမ်ကိုကျမတို့အတူတူစူးစားလုတ်ကန်ပြီးတော့မှစီးပွားရေးတွေလုတ်ကန်ပြီးအောင်မြင်ပြီးတော့မှဒီအိမ်ကိုဝယ်ခဲ့တယ်တဲ့ဒါပေမဲ့ဒီအိမ်ကိုရောက်တဲ့အခါမှာတဲ့အရင်ကလုံးဝညှိနှိုင်တဲ့အခါမှာလည်းပြပြလေးလေးချစ်ချစ်ခင်ခင်နဲ့ဘဝမှာဒုက္ခတွေရောက်ခဲ့တော့မှဆိုလို့ရှိရင်တယောက်နဲ့တယောက်သီးခတ်နားလဲပြီးတော့မှလိုချင်တာဆိုလို့ရှိရင်အများကြီးညှိစရာမလိုဘဲနဲ့သဘောထားတူညီခဲ့တယ်ပေါ့နော်အရင်ကမှလိုက်ဖက်ညှိခဲ့တယ် အာအတွဲဖြစ်ခဲ့တဲ့ဒီအိမ်ကိုရောက်လာပြီးတဲ့အခါမှာတဲ့ကျမလေးတဲ့ကိုကလည်းစိတ်တည်းအရင်ကြမ်းတက်ပြီးတော့မှတိခန့်စိတ်တည်းလုံးဝမရှိတော့တာလည်းသိရတယ်တဲ့နောက်တစ်ခုကတဲ့ကျမရဲ့အိတ်ခဲနဲ့မှာတဲ့ဘလောက်အိတ်အိတ်တဲ့လူသားတဲ့နားရရစိတ်ကောလူကောနားရတယ်လို့မခံစားရတဲ့အပြင်ကိုတဲ့အာဒီ အရင်ဝရလို့လည်းမခံစားအောင်ပြီးလို့ရှိရင်တဲ့ကျွန်တော်တို့လင်မယားကအခုဆိုလို့ရှိရင်တဲ့ဘာမှမဟုတ်တာလေးကိုပဲညှိနှိုင်းရအရန်ခက်နေတယ်တဲ့အရင်ပြောသားတွေကြီးတဲ့အရင်ညှိနှိုင်းရခက်တယ်အရင်ရန်နေများရတယ်ပေါ့နော်ဒါဟာတခုခုလွဲနေပြီဆိုတော့ကျွန်မသိတယ်တဲ့အဲ့အကြောင်းလို့တဲ့ကျွန်မကိုဘာစနဲ့အပြင်ကိုဒီအိမ်ကိုကောစစ်ပေးပါအောင်ဆိုပြီးတော့မှကျွန်မကိုပြောခဲ့တယ်အဲ့မှာပဲဟုတ်ပြီ ဒါဆိုလို့ရှိရင်ကျမတို့ appointment ယူမယ်အာ appointment ယူပြီးတဲ့အခါမှာဆိုလို့ရှိရင်ကျမစီကိုဒီ floor plan နေနောက်တစ်ခုကကျတော့ဒီအိမ်ပုံလေးအခန်းအာ room by room video record လေး photo လေးကျမစီကိုပို့ပေးပါဆိုပြီးတော့မှကျမပြောခဲ့တယ်အဲ့ဒီမှာကျင်းတဲ့အချက်တွေကိုခဏထားလိုက်အောင် ကျွန်မဆက်ဆက်ချင်းမြင်လိုက်တာနဲ့ကျွန်မသိလိုက်ပြီအာဒီအတ္တိကတရေခံကဘာလဲဆိုတာပေါ့နော်အာသူကအိမ်ကစောက်ထားတာကဘယ်လိုစောက်ထားလဲဆိုတော့အောက်ထက်မှာကစားတော့ဆိုင်စောက်တယ်စားတော့ဆိုင်အဲ့ရဲ့ဒုတိယထက်မှာဆိုလို့ရှင်သူတို့မိသားစုနေပေါ့ပေါ့မာစတာဘယ်ရိုနေလေးရှိတယ်အဲ့ခန်းဒီကိုဖျားခန်းဒီကိုအားလုံးကိုအစဉ်သစ်လှုပ်ထားတယ်ပေါ့ပြောချင်တာကအလုတ်ကအိမ်ကတွဲရက်ကိုမှနှစ်ထက်စောက်ထားတာဆိုတော့ အဲ့ဒီမှာပဲသူကကျင်းတဲ့အခန်းလေးကတော့ပြဿနာအများကြီးတော့မရှိဘူးဒါပေမဲ့သူရဲ့အိမ်ောင်ကြီးမှာအကြီးကဖြစ်နေတဲ့ပြဿနာတွေကိုဖန်တီးပေးနေတဲ့အချက်က၃ချက်ရှိတယ်အဲ့ဒီချိန်မှာမကျင်းတဲ့အချက်တွေကကျွန်မပြောပြပြီးသားဖြစ်တဲ့အတွင်းမှာအရေးကြီးဆုံးအချက်ကိုကျွန်မပြောပြမယ်အဲ့ချိန်မှာမှသူကဘာဖြစ်လဲဆိုတော့အောက်ထက်က restaurant ကဒီစားတောက်ဆိုင်ကမီးဖို့ကြောင့် kitchen ကသူ့ရဲ့ master bedroom နဲ့တိုက်ရိုက်ကြနေတာเนาะ အဲ့လိုမျိုးကြာနေတဲ့အိမ်လေးဆိုလို့ရှိရင်ဒီအိမ်ညာအရန်အိမ်ပူတဲ့အိမ်ထောင်ကြီးမှာဆိုလို့ရှိရင်ပဏိပခတွေများတယ်စိတ်ကိုဟိုလွန်ဆက်တက်ကြရဲ့စိတ်ကိုမရစေဘူးဘလို့လားအဲ့ဒီ energy တွေဆုံးရှုံးစေတယ်ပြောချင်တာကမီးဆိုတာကခြေကရန် energy ပေါ့အာဒီအိတ်ခမ်းဆိုတာကယင် energy အရန်ကမှစိတ်ငြိမ်ပြီးတော့မှငြိမ်သက်ပြီးတော့မှနုညက်သိမ်မွေးတဲ့ယင် energy ဖြစ်တယ်အဲ့မှာမတူညီတဲ့စွမ်းအင်နှစ်ခုထိတိုက်ဆုံပြီးတော့မှမလိုလားအပ်တဲ့ပြဿနာတွေကိုဖြစ်ပေါ်စေတာဖြစ်တယ် အဲ့ဒါအပြင်ကိုတခြားအချက်တွေလည်းရှိသေးတယ်ပေါ့အဲ့တော့ကျမကဒီပြန်ပြင်စင်နီးကိုပြန်ပြီးတော့ပြောပြမယ်ဒီလိုမျိုးအောက်ထက်ကမိဖို့ကြောင်းနဲ့အပေါ်ချက်ကအိတ်ခဲမစတာဘက်ရွန်ရှိတဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်ကျမတို့ကဒီ fire energy နဲ့ဒီ yin yin energy နဲ့ yin energy ဂျားထဲမှာ charge ကျေရောဘာလို့ရမလဲဆိုလို့ရှိရင်မိကိုထိန်းတာ up ဖြစ်တယ်ညေတတ်ပေါ့နော်အဲ့တော့ညေတတ်ဒါမှမဟုတ်လို့ရှိရင်လည်းမိကိုနိုင်တာရေတတ်ပေါ့ဆိုတော့ကျမတို့က အောက်ထက်နဲ့အပေါ်ထက်မှာကီချန်ဖြစ်ပြီးတော့မှအပေါ်ထက်မှာမတ်စတာဘက်ရွန်စောက်ပြီးသားလုံးမရွေးချယ်လို့မရတော့ဘူးပြင်းလို့လည်းမရတော့ဘူးအခန်းနေပြောင်းလို့လည်းမရတော့ဘူးဆိုတော့ကျမတို့ကဒါကို queue ဝလို့ရတော့မယ်ကူတာရတော့မယ်အဲ့ဒီခါမှာကျမတို့ကဒီမြေတက်နဲ့အီကေတက်ကိုမြင်းများတုံးရတော့မယ်ဆိုလိုတာကရေတက်တုံးမယ်ဆိုလို့ရှိရင်ရေကန်ကြီးစောက်ရမှာလားဆိုတော့မဟုတ်သေးဘူးပေါ့နော်ဗီဒီယိုကအရင်ရှည်သွားတဲ့အ드က်အပိုင်းနှစ်ကနေပြီးတော့ဆက်ပြီးပြပြမယ်နော် see you ဆိုတော့အပိုင်းနှစ်ကိုကြွားကြရအောင် တကယ်လို့ကိုယ့်ရဲ့ master bedroom အိတ်ခံအောက်မှာမိဖို့ကြောင့်ရှိခဲ့မယ်ဆိုရင်ဘလို့စိုးကျိုးတွေရှိလဲဆိုတာကိုပြီးခဲ့တဲ့အပတ်ကမျှဝေပြီးဖြစ်ပါတယ်ဒီတစ်ခါမှာတော့ဒီလိုမျိုးအိမ်တိဆောက်ပုံရှိခဲ့မယ်ဆိုရင်ဘလို့ဖြည့်ရှင်းနေတွေလုပ်ရမလဲဆိုတာကိုပြပြပေးတော့မှာဖြစ်ပါတယ် တကယ်လို့ကိုယ့်ရဲ့ master barrel အောက်မှာမိဖို့ချောင်းရှိမယ်ဆိုလို့ရှင်ကျမတို့မဇနိုင်းလို့ခေါ်တဲ့ချက်ခိုးငယ်လေးကိုထက်ပြီးတော့မှထည့်သွင်းတိစားဖို့လိုအပ်ပါတယ်တကယ်လို့ဒီလိုမျိုးထည့်သွင်းဖို့ space မရှိဘူးစောက်ဖို့အခက်အခဲရှိနေတယ်ဆိုရက်လူတွေအနေနဲ့ fire ကိုထိန်းချုပ်တဲ့ element ကိုထည့်ရမှာဖြစ်ပါတယ်။မီတက်ကိုထိန်းချုပ်ပြီးတဲ့ညီတက် element တွေ ထည့်ရမှာဖြစ်ပါတယ်ဥပမာမြေတဲ့အရာဖြစ်တဲ့အညိုရောင်ရှိတဲ့ကော်စောတွေထဲတာအညိုရောင်ခန်းစည်းလိုက်ကာတွေထဲတာအညိုရောင်အိယာခင်းတွေကိုတုံးတာတွေထည့်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုက fire ကိုထိန်းချုပ်တဲ့ water element နေထပ်ပြီးတော့မှထည့်သွင်းပေးရမှာဖြစ်ပါတယ်ဥပမာရေကန်ငယ်လေးတွေရေတကွန်ပုံလေးတွေဒီပုံစံလေးတွေကိုထည့်သွင်းပေးဖို့လိုအပ်ပါတယ် ဒါဆိုရင်တော့ဒီ fire element ကလာတဲ့ရန်တက်တွေကရန်တက်ကိုလာရောက်နှောက်ယှက်ဖျက်ဆီးခြင်းကိုအနည်းငယ်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။အကောင်ဆုံးကတော့ဒီပြဿနာကိုရှောင်ရှားပြီးတော့မှတခြား bathroom ကိုရွှေ့တာကအကောင်ဆုံးဖြစ်ပါတယ်။ကာကွယ်ခြင်းကကုသခြင်းတဲ့ဘူကောင်းတဲ့အရာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။ချဲမို့ပါ။